မတို့ပတ်တန်လေးစတင်ပြီးတော့မနော်အမတို့မှာ level လေးကိုထုံးစံအတိုင်းပခုံးလေးညှိလိုက်တယ်ပြီးတော့အမတို့ level လေးဒူးစီရန်ဖောက်ထားလိုက်တယ်နော်ဒူးစီရန်ဖောက်ထားပြီးတော့အမတို့နောက် level လေးကိုဘယ်လောက်ရှိလဲလို့တိုင်းထားလိုက်တယ်9.2နော် okay အမကကြိုးခွက်တာဖြစ်တဲ့အတွက်အမကြိုးချက်မြင်မှာအပေါ်ပွဲဖိုင်အောက်ပွဲဖိုင်စားထားလိုက်တယ်နော်ပြီးတော့အမတို့လက်ဖောက်လေးတက်မှာဖြစ်တဲ့အတွက်အမဒီနေရာလေးမှာ1စီရန်တစ်ခါလေးဖြတ်ချထားလိုက်တယ်နော် okay နောက်ချမ်းလေးကတော့ဒါလေးကိုပပက်လဲချုပ်စာထုတ်လိုက်ရုံနဲ့เนาะ ။အခုရှေ့ချလေးမှာတော့အမရေကူတောက်လေးနဲ့ခြုံမယ်နော်။ရေကူတောက်လေးအမဆွဲပြီးတော့ဒီမှာတခါတည်းခွဲဟာထားလိုက်တယ်။အမခါရှေ့ကိုဖိုက်စီရင်ဆင်းထားလိုက်တယ်နော်။မရူမှာပခုံးဆောင်မြင်းလေးကိုဒီလိုလေးထင်းထားအောင်ရှေ့ရှေ့လေးဆက်ဆွဲလိုက်မယ်နော်။ပခုံးဆောင်မြင်းလေးကနေဒီမှာအမတို့တူးစီရင်လေမင်းဖောက်ထားတယ်လေ။လေမင်းဖောက်ထားတဲ့တူးစီရင်အမကိုပခုံးဆောင်မြင်းပေါ်မှာဒေါမန်လေးထောင်လိုက်ပါမယ်။ဘလောက်ထောင်လဲဆိုလို့ရှိရင်အမတို့နောက်ချက်လေပင်အဖြစ်9.2ထောင်လိုက်မယ်နော်။ Okay 9.2တောင်းမှထောင်ပြီးသွားပြီဆိုလို့ရှိရင်အမတို့11ဘတ်အတွဲဘတ်အချမ်းကိုအမတို့ 1cm ဒီလိုလေးဝင်ပေးမယ်နော် โอเคဝင်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီ level ဒီအမှတ်ကလေးနဲ့အမဟိုပေကွေးလေးနဲ့ဒီလိုလေးပြပြလေးဆက်ပြီးလိုက်ပါမယ်။โอเคအကွေးတံမိုးလေးဖြစ်သွားတဲ့အတွက်9.2ထက်ပိုနေလာလို့ပြန်စစ်ကြည့်မယ်နော်။โอเคသူနည်းနည်းလေးပိုနေတယ်နော်။အဲ့တော့အမတို့ဒီလိုလေးပြန်မှတ်ပေးမယ်။ပြီးရင်တော့အမတို့ဒီဆောင်းသွားတဲ့ဒီကွေးအကွေးလေးအကွေးမြင်းလေးပေါ်မှာအမတို့ဒေါက်မန်လေးတစ်ချက်တင်ပြီးတော့ဒီလိုလေးရှည်ရှည်လေးဆွဲလိုက်ပါမယ်။ဘလောက်အရှည်ဆွဲမလဲဆိုလို့ရှိရင်အမတို့ဖိုးစီရန်နော်။โอเคသူကွေးသွားရင်ကွေးသွားတဲ့အတိုင်းလေးကို ဒီလိုလေးဖိုးစီရန်မှတ်ပေးလိုက်ပါမယ်ထုံးစံအတိုင်းဘယ်ထိမှတ်မလဲဆိုလို့ရှိရင်အမတို့ပခုံးဆောင်မျက်နှာလေးထိကိုမှတ်လိုက်မယ်နော်။ Okay ဒီနောက်ထိပြီးပြီဆိုလို့ရှိရင်အမတို့လေပင်လေးစားဖောက်ရအောင်နော်။အဲ့တော့အမတို့ဒီအမတ်ကလေးကနေဘယ်နောက်ထိကိုလေပင်ဖောက်လဲပေါ့။အမတို့ຢာကြည့်ရအောင်နော်။အဲ့တော့အမဒီမှာရင်ကျင်မြင်းကနေအောက်ကို1.5 1.5လောက်ထိကိုအမဖောက်လိုက်ပါမယ်။1.5 2ပေါ့နော်။အမဒီမှာ2စီရင်ဆင်းလိုက်မယ်နော်။ โอเคအဲ့တော့မအားတော့ဒီဒီမှာဆိုလို့ရှိရင်မအားတို့11လေးကျယ်သွားတယ်ပေါ့နော်အခုโอเคအဲ့တော့မအားတို့11မထက်ခင်မှာဒီနေရာလေးကိုမအားတို့ထောင်းမဲ့နီးပါးလောက်ထောက်ထပ်ပေးရပါမယ်မဒီမှာရင်ကျင်းမြင်းထိတ်ကနေထားလိုက်မယ်နော်ဘယ်လောက်ထားလိုက်မလဲဆိုလို့ရှိရင်0.71ဒီနားလေးမှာထောက်ထပ်ပေးလို့ရတယ်နော်0.7ဒါမှမဟုတ်ရင်1ဒီထောက်ထပ်ပေးလို့ရတယ်အဲ့တော့အမ0.7ထောက်ထပ်လိုက်မယ် โอเคမတို့နောက်ထပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ level နည်းလေးကိုလှက်လှက်လေးဖြည့်သွားအောင်ပြန်ဖောက်ပေးလိုက်မယ်နော်မတို့ခဲတဲ့လေးနဲ့အရင်ဆုံးလှောက်အောင်ရကြည့်မယ်နော်ပြီးဝင်နေမှာကြိုင်မယ်နဲ့လက်လေးနဲ့အလိုက်တွေလေးဝက်ပြီးရဆိုလို့ရှင်တော့ပို့အဆင်ပြေရနော်။ Okay အမတို့ဒီ level လေးဖောက်ပြီးသွားပြီဆိုမှအမတို့ဒီကနေအထဲလေးကိုသူ့ရဲ့ရှိတ်လေးအတိုင်းကိုအမတို့ဖိုးစီရန်ဆွဲပြီးလိုက်ပါမယ်။ ခေနားလေးအထိဆွဲပေးမလဲဆိုလို့ရှင်အမတို့ဒီမှာတူးစင်းထားတဲ့မြင်းထိကိုဆွဲပေးလိုက်မယ်နော်โอเคဒီလိုလေးဖြစ်ပြီးသွားပြီဆိုလို့ရှင်အမတို့ဒီမှာဒါရှေ့အလယ်မြင်းလေးရှေ့အလယ်မြင်းကနေလည်းအမတို့ဖိုးစီရန်ဒီလိုလေးဝင်ပြီးတော့ဆွဲပေးလိုက်ပါမယ်ဒီနားလေးမှာမတော်တဆလေးနည်းနည်းလေးထောက်သွားလို့ရှင်ပြန်ဖြေပေးနော်ဒီလိုတစ်ဆက်ထည့်လေးဖြစ်နေရပါမယ်เนาะ ဲ့တော့အမတို့တေချာပေါက်မှတ်ထားရမယ့်နေရာလေးကဖြတ်ချမှာဆိုတော့အမတို့ဒီမှာမြားနေရာလေးတေချာပေါက်သူတို့နှစ်ခုကိုပြန်ပူးချုပ်ရမှာလေပြီးတော့အမတို့ဒီမှာလေဗင်းနေရာလေးလည်းပြန်ပူးချုပ်ရမယ်နော်အမတို့မြားလေးထိုးထားပေးမယ်ပြီးတော့အမတို့ရင်အောင်ဝန်အချင်းချင်းပြန်ပူးချုပ်ပါမယ်ခါအချင်းချင်းပြန်ပူးချုပ်ပါမယ်အမတို့စုံမလေးတွေမှတ်ထားလိုက်မယ်နော်ခါအောင်မှာဒီအပြားလေးမထည့်ချင်ဘူးဆိုလို့ရှိရင်တော့အမတို့ဒီတိုင်းလေးညှပ်ချပြီးတော့ပြန်ပူးချုပ်လိုက်ရင်ရပါပြီနော်ဖြတ်ချမှာဖြစ်တဲ့အတွက်အမတို့လေးနဲ့ကတ်လိုက်ပါမယ်နော် okay ခါအမှတ်လေးကိုတိတ်လေးနဲ့ကပ်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ထုံးစံအတိုင်းဒီအောက်က white ကလေးကိုအမြဲတမ်းပြန်ဖြည့်ပေးရမယ်နော် okay ပြန်ဖြည့်ပေးပြီးသွားပြီဆိုလို့ရှိရင်နော်အမတို့ဒီမှာဖိုးစီရန်ဖြစ်တဲ့အတွက်အမတို့ဒီမှာလဲသူကိုေးသွားရင်ကိုေးသွားတဲ့အတိုင်းလေးဖိုးစီရန်ကိုဖျက်ချပေးလိုက်ပါမယ် โอเคအဲ့ဆိုလို့ရှိရင်တော့အမတို့ဒီလိုလေးရလာပါပြီเนาะအဲ့လိုလေးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒါကတစ်ဆက်သေးဖြစ်တဲ့အတွက်အမဒီနေရာလေးကိုဒီလိုလေးညှပ်ချလိုက်မယ်เนาะဒီနားထိโอเคသူကဒီလိုလေးနောက်ဆုံးကြံနေပါလိမ့်မယ်เนาะโอเคအမမြင်သားအောင်လို့အကုန်လုံးညှပ်ချလိုက်တော့မယ်เนาะ โอเคမာတို့ဒါလေးကတစ်ဆက်ထဲလေးညက်ပြရမှာပါเนาะဒီလိုလေးလေးဒီကုတော့လေးကိုလည်းညက်ချလိုက်ပါတော့မယ်ဒီကုလားညမ်းချခင်မှာဒီမှာထောက်ထားလိုက်လို့ဒီနားလေးမှာမဆိုးစလောက်လေးကောက်သွားလို့ရှိရင်မတို့ပြန်ဖြည့်ပေးရမယ်နော်။ ဒီမှာအမတို့ဒီရေကူတောက်လေးထောက်ထားတာလေးကိုလည်းပြန်ဖြေပေးရပြန်ဖြေပေးရပါမယ်โอเคမရိုရဲ့ပတ်တန်လေးကတော့ပြီးသွားပါပြီเนาะသူနဲ့သူနဲ့ပူချုံမယ်သူနဲ့သူနဲ့ပူချုံမယ်သူနဲ့သူနဲ့ကိုလိုက်တင်လေးပူချုံလိုက်မျိုးဆိုရင်ပြီးပါပြီရှင်